ပွဲမတိုင်ခင်တုန်းကလေအရန်ကြီးခဲ့တဲ့ရိုင်းနီယာကတော့ပွဲပြီးတာနဲ့ဒီ UFC လောကသခုလုံးရဲ့လောင်းပြောင်းခြင်းကိုခံလိုက်ရရပြเนาะတော်တော်လေးကိုဘယ်လိုပြောရမလဲ short notice နဲ့ဝင်လာတဲ့သူကိုဒါကျွန်တော်တိတိချာချာပြင်ဆင်ထားတဲ့ Rainier ကြီးကမနိုင်ဘူးเนาะပွဲမစခင်တုန်းကတော့เนาะဒါ champion ကပတ်စင်ကိုခွင့်တာဘောင်းဆိုလိုက်တာဗျာဆိုတော့တော်တော်လေးကိုဖင်ရတာเนาะ Rainier ကတော့ဒါအောင်မြင် မှုတွေရလာပြီးတဲ့နောက်ပိုင်းမှာဟို UFC မှာဘယ်လိုပြောရမလဲသုံးပွဲဆက်တိုက်လောက်ဟိုနိုင်လိုက်တော့เนาะကိုကိုကိုအရန်ဟိုမှာဘဝင်မြင့်သွားပြီးတော့ဒါချန်ပီယံတော်ဖြစ်တော့မေလို့ကိုကိုကိုဒါခံယူလိုက်တယ်ပေါ့เนาะဘလောက်တိတိခံယူလိုက်လဲဆိုတော့ချန်ပီယံစင်ကိုခွင့်ကိုချက်ချင်းတောင်းဆိုလိုက်ပြီးတော့သူ့ကို UFC မှာနိုင်နေသူမရှိတော့ဘူးလို့တော့သူတို့ weight တန်းမှာเนาะဖင်ရရနဲ့ပြောခဲ့တာဒီကနေ့မှာတော့ဒါ Rainier က UFC မှာချန်ပီယံတယောက်မဖြစ်နိုင်ဘူးဆိုတာတေချာသွားတဲ့အချက်တွေကိုကျွန်တော်တို့တွေ့ရတယ်ပေါ့เนาะမအားကြောင့်လဲဆိုတော့ ငါးချီပြည့်အောင်တော့မထိုးနိုင်ဘူးအရှုံးသမားတယောက်လို့เนาะတကယ်ကိုမှဘယ်လိုပြောရမလဲเนาะဖိုက်တာကောင်းတယောက်မဟုတ်တယ်လို့လို့ဒါလေးချီမှအရှုံးပေးလိုက်တာပဲဖြစ်ပါတယ်သူအနေနဲ့ဆက်ထိုးလို့ရဒါပေမဲ့မနိုင်တော့ဘူးเนาะဆိုတော့ Rainier ကဘာအကြောင်းပြချက်ပြီးလာလဲဆိုတော့ဒါသူ့ကိုဟောလေ့ကျင့်ပေးနေတဲ့တချို့သောနီးပြားတွေရဲ့ကြောစကားကိုနားထောင်လိုက်လို့ နော်ဒါသူရှုံးခေရတာပါလို့သူကသူအပြစ်နော်ကျွန်တော်ပုံအပ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီပွဲအတွက်တည်တည်ချာချာလေးချင်းပြင်ဆင်ဖေးတဲ့ကျွန်တော်နီးပြောက်ကိုပြောရမှာဆိုအောင်လာအစမ်းပါပဲဒီပွဲအတွက် ်ဟိုဘယ်လိုပြောမလဲအချမ်းပေးတဲ့နေရာမှာ online အဆန်ပြောခဲ့တာဟုတ်ချင်မှဟုတ်မယ်ဒါပေမဲ့ online အဆန်ဟာဒီဘွက်တရိုင်းနီယာကိုတိတိကျကျလေးချင်းပြင်ဆင်ပေးတယ်ရိုင်းနီယာကသူတို့ရဲ့ kickle fc မှာလေးချင်းပြင်ဆင်မှုအယူဆုံးကတော့သူနဲ့အတူပူးတွဲလေးချင်းပြင်ဆင်ခဲ့တဲ့သူကတော့ကျွန်တော်တို့ online အဆန်ပါပဲနော်ဆိုတော့ online အဆန်ဟာရိုင်းနီယာကိုတိတိကျကျလေးချင်းပြင်ဆင်ပေးခဲ့တယ်ပြီးတော့အခုရိုင်းနီယာနော်ရှုံးနေခဲ့တဲ့ကျွန်တော်တို့အလင်ဟာဆိုရင်လည်း online အဆန်ရေပေါ်တာအရင်ပဲဖြစ်တယ် နော်ဆိုတော့ online assessment ကနေလေးများကြီးကျွန်တော်တို့ဒါဘယ်လိုပြောရမလဲအချမ်းချမ်းနေယူခဲ့မှာပဲပေါ့နော်ဆိုတော့ဟိုဒီကနေ့မှာတော့ဟို director Rainier က Rainier director က professional မပြီးသားဆိုတာပဲသူ့ကိုလေ့ကျင့်ပေးနေတဲ့သူတွေကိုစော်ကလိုက်တာပဲဖြစ်ပါတယ်ဗျာ